ရခိုင်ကအာရခတစ်တူအီတင်ပိုက်ထားတဲ့မြို့နေတွေမှာစီးပွားဖြစ်လောင်းကစားလုပ်တာကိုအာရခပြည်သူတော်လှန်ရေးအစိုးရကတားမြစ်ပိတ်ပင်ထားပေမဲ့မောင်တော်ဘူတိတောင်နဲ့ရတိတောင်ဒေသတွေမှာရှဲထီလောင်းကစားတွေဆက်ရှိနေစေဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်။နှလုံးသုံးလုံးရှဲတိုင်အများစုဟာပြည်မနဲ့ဆက်တွေ့ပြီးပြုလုပ်နေကြတာဖြစ်ပြီးအဓိကအေးအေးယူဖန်စီဖို့လိုအပ်နေတယ်လို့ရတိတောင်မြို့နယ်လောင်းချောင်းကြီးရော်ကဒေသခံလူကြီးတယောက်ကပြောပါရယ်။ အေးအေးသိမ့်ပိုက်ထားတဲ့မြို့နေအများစုမှာစီဝါဖြစ်ဖေကစားတာဒုဆက်ကစားတာကျွေအံကစားတာတွေအပါအဝင်တခြားလောင်းကစားပြုလုပ်တာတွေကို မပြုလုပ်ကြဘူးအေးအေးကစော်ဩနေတယ်လို့လိုက်နာမှုမရှိရင်ဥပဒေအရအရေးယူသွားမယ်လို့သိရပါတယ်ဒါပေမဲ့လေမောင်တော်ဗုဒ္ဓတော်နဲ့ယတိတော်မြို့နေတွေမှာတော့ရှေးထီလောင်းကစားတွေပြုလုပ်သူတွေကို အခုထိတိုင်အရေးယူမှုမရှိသေးဘူးလို့ဒေသခံတွေကဆိုကြပါတယ် ဘင်္ဂလားဒေ့ရှ်အင်တာနက်ရနေတာကြောင့်မောင်တော်မျိုးပေါ်နဲ့မြောက်ပိုင်းတောင်ပိုင်းကြီးော်တွေမှာနှလုံးထီဟာအတော်လေးတွင်ကျေနေပြီးအင်တာနက်မရတဲ့ရသေးတော်လောင်းချောင်းဒေသမှာတော့ရှယ်ထိုးလို့ရနေတယ်လို့မောင်တော်ဒေသခံအမျိုးသားတယောက်ကပြောပါရယ်။နှလုံးထီလောင်းကစားဟာကြီးရော်အများစုမှာရှမ်းသာသူထက်ဆင်းရဲတဲ့သူတွေပိုအထူးများကြပြီးအရင်အနီးပြုတ်အိမ်ပေါင်းရွှေပေါင်း နွားရောင်ရာတွေအထိဖြစ်လာနေကြပြီလို့ဒေသခံတွေစီကလည်းသိရပါရှင်။